စေတနာရဲ့အကျိုးတခါတော့ကရွာတရွာမှာမခိုင်းလို့ခေါ်တဲ့ငတ်မလေးတကောင်နေပါတယ်မခိုင်းဟာအသီးရွက်ရောင်တဲ့အလုပ်လုပ်ပါတယ်တနေ့ရောအဝိရှော်ဖို့သူမကမြင့်နာကိုသွားတဲ့အခါသူမဟာမြစ်ထဲမှာနေရဲနေရဲခင်းသည့်အများကြီးတွေကိုကြည့်မိပါတယ်အမလီအမလီနေရဲနေရဲခင်းကျင်သည့်အများကြီးရေထဲမျောလာတယ်အဲ့လိုပြောနေတော့မခိုင်းကရေထဲမှာမျောနေတဲ့ခင်းကျင်သည့်အများကြီးတွေကတခုခုကောက်ယူလိုက်ပါတယ်အမလီတော့ဒီခင်းကျင်သည့်ကတော်တော်လက်ဆက်တာပဲ ငါသာဒီခရမ်းကျည်သေးတွေကိုရှောင်းလိုက်ရရင်ငါဒီနေ့ပတ်စံတော်တော်ရမှာအဲ့လိုပြောပြီးမက်ခိုင်ဟာအနီးပတ်ဝန်းကျင်ကိုကြည့်လိုက်ပါတယ်အဲ့အချိန်သူမအနာမှာဒုံနှချောင်းကို တွေးလိုက်ပါတယ်သူမကအဲ့ဒုံနှချောင်းကိုအင်ကြီးနဲ့ရှီပြီးတော့အဲ့အင်ကြီးအကိုအညီနဲ့သူမခရမ်းကျည်ဒီအကောင်လုံးကိုဆဲလိုက်ပါတယ်သွားတော့မေခရမ်းကျည်ဒီအကောင်လုံးကိုလည်းဆဲပြီးပြီအခုအကောင်လုံးကိုယူပြီးအိမ်ပြန်တော့မေအဲ့လိုပြောပြီးမက်ခိုင်ဟာခရမ်းကျည်ဒီအကောင်လုံးကိုအင်ကြီးထုတ်တဲ့ထည့်ပြီးသူမဟာအထုပ်ဆွဲကအင်ကိုတည်လာပါတယ် အင်းရောက်တော့မက်ခိုင်ဟာခန်းကျင်တဲ့နီနီလေးတွေကိုကြည့်ပြီးစတွေးပါတော့တယ်။အမလီတော့ဒီနီနီရဲ့ရဲ့ခန်းကျင်တဲ့တွေကဘယ်ဟာမျောလန့်လဲမသိပါဘူး။ငါဒီနီဇီးတန်ကြီးကိုသွားပြီးခန်းကျင်တဲ့ဝဲဖို့မလိုတော့ဘူး။ပြီးတော့ဒီခန်းကျင်တဲ့ကိုရောင်းလိုက်ငါပတ်စံကောင်းကောင်းရမှာပဲ။မက်ခိုင်ကအဲ့လိုတွေးနေတော့မှပဲ။သူမအင်းကိုသူမတငယ်ချင်းမက်ပူရောက်လာပါတယ်။မက်ပူရဲ့အိမ်အခြေအနေကတိတ်မကောင်းပါဘူး။သူမရဲ့အိမ်ကဆင်းရဲပါတယ်။မက်ခိုင်ကအမြဲမက်ပူကိုကူညီပေးနေပါတယ်။ မပူကသူ့မောက်ကို အပြင်ကနေလမ်းခေါ်နေပါလေမခိုင်ရေမခိုင်ဘာဖြစ်တာလဲမပူအပြင်ကနေပဲဘာလို့ခေါ်နေရလဲနေရလေအိမ်ထဲဝင်လာလေဟာဘာဖြစ်တာလဲမပူနေမလားနေရရှိပြီနော်ပြီးတော့အသေးရွက်လည်းလာမယူဘလို့ဖြစ်တာလဲအဲ့အချိန်မပူကငိုရင်ပြောလိုက်ပါလေဘလို့ပြောရမလဲမခိုင်ရေနေငါယောက်ျားအကြောင်းသိပါရဲ့သူကကျမကြီးမကောင်းဘူးလေငါရှာသမ ्या ပတ်စံတွေကသူ့စေးကုရာနဲ့ကုံသွားတာ အခုတလောငါ့ကျမ်းမိုက်လည်းတိတ်မကောင်းတော့ငါတို့အိမ်ဘလို့ဆက်ဖြစ်မဲဆိုတာမသိတော့ပါဘူးဟာညီမလေးမပူဘာမှမစိုးရိမ်ပါနဲ့အကုန်စင်ပြေသွားမှာပါဖျားသခင်ကိုသာယုံကြည်ထားပါအဲ့လိုပြောပြီးမခိုက်ဟာမပူကိုအသေးရွက်တချို့ပြီးပြီးတော့မြစ်ထဲကကောက်လာတဲ့လက်စက်တနီနီရဲရဲခရမ်းကျစ်တီကိုလည်းထည့်ပေးလိုက်ပါတယ်မခိုက်ရေနင်းစိတ်ထားကောင်းလိုက်တာနင်ကအကူကြီးနေရနှစ်ပေါင်းမနေတော့ပါဘူးအသေးရွက်တွေကိုလည်းအမြဲလက်ကားပေးတယ်မခိုက် ငါနေ့ရဲ့ကျေးဇူးကိုတော့တသက်လုံးဆက်လို့မကုံတော့ပါဘူး။မက်ပူရဲ့နင်ဘာတွေပြောနေရလဲ။နင်းနဲ့ငါဒီဇိုင်းတွေမှာမဟုတ်တာ။မက်ခါရဲ့ဒီစကားတွေကိုကြားပြီးမက်ပူကပျော်ရွှင်သွားပါတယ်။ပြီးတော့အတိအရွတ်တွေယူပြီးသူ့မအိမ်ကိုပြန်သွားပါတယ်။ဒီခရမ်းကျင်သီးတွေအများကြီးမြစ်ထဲဘလို့ရောက်လာတယ်ဆိုတော့မသိပါဘူး။ထားလိုက်ပါတော့။ဒီနေ့ငါပတ်စံ2000ရူပီတက်တာသွားပါတယ်။ဒါရီကိုရောင်းလိုက်မယ်လေ။မနေ့ပြန်လေခရမ်းကျင်သီးတွေတွေ့ရင်တွေ့ရလိမ့်မယ်။မပြောနိုင်ဘူးလေ။ မခိုင်သူမရဲ့အသေးတွေကိုလဲပေါ်တင်လိုက်ပါတယ်ပြီးတော့လဲနဲ့ပတ်ပြီးတော့ဈေးရောက်ပါတယ်လက်စက်တဲ့အသေးရတွေကိုရောင်းနေလက်လက်ဆက်ဆက်တဲ့အသေးရတွေရမယ်နော်လက်စက်တဲ့အသေးရတွေမခိုင်ရောင်းတဲ့အတန်ကိုကြားပြီးခုံမလီတယောက်ကသူ့ကိုခေါ်လိုက်ပါတယ်မခိုင်ရေဟေးမခိုင်ဒီလိုလာပါအောင်မခိုင်ရေခင်းကျင်သည်ရှိသေးလားဟုတ်ရှိရပေါ့ဒါဆိုခင်းကျင်သည်တကီလိုလောက်ပေးပါဖခင်ကြီးဘလို့ဖြစ်သွားတာပါလဲ ခင်းကျင်တဲ့အထုပ်ကိုကျမယူခဲ့ဖို့မေ့သွားတယ်။အမကြီးရေခွေးလို့ပြပါနော်။အခုအိမ်မြန်ယူလို့လည်းမရတော့ဘူး။ပြီးတော့ဒီနေ့ရောင်းလို့လည်းမရတော့ဘူး။ကျမဆိုင်လေးအရှုံးပေါ်တော့မှာပဲအမကြီးရေခွေးလို့ပြပါနော်။ရပါတယ်ဆက်သွားပါ။အဲ့အချိန်မက်ခိုင်ဟာသူ့မလဲကိုယူပြီးရက်ွက်တကလှည့်ရောင်းပါတယ်။ညနေရောက်တော့သူ့မဟာလဲတွန်းပြီးအိမ်ကိုပြန်ရောက်လာပါတယ်။အဲ့အချိန်သူ့မမြင်လိုက်ရတာကမပူသူ့မအိမ်ရှိမှာရက်နေပါတယ်။ဟဲ့မပူဘာဖြစ်တာလဲ။ နေဒီမှာဘာလို့ရှက်နေရလဲမခိုင်ငါနဲ့ကိုစောင့်နေရကြပြီနေငါ့ကိုပေးလိုက်တဲ့ခင်းချင်းတီကိုမြင်ပြီးငါအိမ်နေချင်းကသူလဲဒီလိုမျိုးခင်းချင်းတီလိုချင်နေတဲ့ဒီရနေ့မှာခင်းချင်းတီရှိသေးလားအကုံရောင်လို့ကုံသားပြီလားမကုံပါဘူးဟဲ့ငါခင်းချင်းတီထုတ်ကိုရှူသွားဖို့မိသွားလို့တလုံးမှမရှောင်းနိုင်ရအောင်အကုံလုံးအိမ်မှာပဲရှိရယ်ဒီလိုလုပ်ပါလားမခိုင်ငါအကုံလုံးပေးလိုက်ပြီးတော့ရော့ငါအိမ်နေချင်းကတထောင်ယူပြီးပေးလိုက်တယ်ခင်းချင်းတီအကုံသူယူလိုက်မယ် ကောင်းပါပြီကောင်းပါပြီခင်းကျင်ဒီအကုန်နှီးယူသွားပါပြီးတော့ငောင်း900ရထူပြီးပဲပေးပါကျန်တဲ့900နှီးယူလိုက်ပါ နေ့အတွက်အတော့ဝင်ပါလိမ့်မယ်မခိုင်ဟာမပူစီက900ရူပီယူပြီးသူ့မောက်ကိုခင်းကျင်ဒီအကုန်ပေးလိုက်ပါတယ်အဲ့လိုနဲ့အချိန်ကုန်လာခဲ့ပါတယ်နောက်နေ့မနက်မခိုင်ဟာမျက်နှာကိုသွားပါတယ်ဒါပေမဲ့မြစ်ထဲမှာဒီနေ့ခင်းကျင်ဒီတွေမရှိပါဘူးမသိတော့ပါဘူးမနေ့ကခင်းကျင်ဒီတွေအများကြီးဘဲကရောက်လာမှမသိပါဘူးထားလိုက်ပါတော့ ဲ့လိုပြပြီးမက်ခိုင်ဟာသူ့မအိမ်ကိုပြန်လာပါတယ်။ပြီးတော့အတီးရွက်တွေကိုယူပြီးဈေးရောက်ထွက်ပါတယ်။အဲ့လိုနဲ့ပဲအချိန်ကုန်လာပါတယ်။တနေ့တော့လက်ဆက်တဲ့အတီးရွက်တွေယူကြလက်ဆက်တဲ့အတီးရွက်တွေရမယ်အတီးရွက်တွေမက်ခိုင်ဟာအော်ပြီးဈေးရောက်နေပါတယ်။အဲ့အချိန်သူ့မဟာလောက်ပါတဲ့အိမ်ကြီးကို ကြည့်မိပါတယ်။အဲ့အိမ်ကြီးကိုစိတ်တုံနေကြတာပါ။ဒီအိမ်တော်ကြီးကိုတယောက်ယောက်ဝယ်လိုက်ပြီးထင်နေ။အဲ့အချိန်မက်ခိုင်ဟာအတန်တတန်ကြားလိုက်ရပါတယ်။အဲ့အတန်ကမက်ပူရဲ့အတန်ဖြစ်ပါတယ်။ ဟဲ့ဟဲ့တေချာစေးတော့ပါလားစေးတော့မတော့တတ်ဘူးလားအမလီတော်ပတ်စံနဲ့နဲ့ထပ်ပေးပြီးမြို့ကလူကိုပဲခေါ်ပြီးလောက်ခိုင်းရမှာမပုရဲ့အတန်ကိုကြာပြီးမခိုင်ဟာသူ့မအနာကိုသွားလိုက်ပါတယ်ဟဲ့မပုနေရဒီမှာလားနေဒီမှာဘာလုပ်နေရလဲအဲ့အချိန်မပုကသူ့မကိုဒီလိုပြန်ပြောပါတယ်ဟဲ့နေရဘသူလဲဒီထက်ဘလို့လုံးဝင်လာလဲငါနာမည်ကမိလာပါအဲ့စကားကိုကြာပြီးမခိုင်ကအံ့ဩသားပါတယ် ကျွန်မခွင့်လွှတ်ပေးပါရှင်။ကျွန်မရှင့်ကိုကျွန်မတငယ်ချင်းမတ်ဘူးနဲ့မှားသွားလို့ပါ။အဲ့လိုပြောပြီးမက်ခိုင်ဟာအိမ်နေရာကနေထွက်သွားပါလေ။အဲ့လိုနဲ့ရက်တွေလည်းကုန်လာပြီးတော့တောထဲမှာငှက်တိုင်းကမက်ဘူးရဲ့အကြောင်းကိုပြောနေကြပါလေ။အော်ဒါဆိုငါဟိုနေ့ရက်တွေ့ခဲ့တာမက်ဘူးပဲပေါ့။သူကငါဘာလို့လိန်လိုက်တာလဲ။သူမဘလို့ဖြစ်ပြီးအဲ့လောက်ချမ်းသာသွားလဲ။သူ့ယောက်ျားနေမကောင်းဘူးလေ။အခုဘာတွေဖြစ်နေရလဲ။သွားပြီးတော့မေးလိုက်ရမလား။ဒါပေမဲ့သူကငါကိုလိန်ခဲ့ရလေ။ဘလို့သွားရမှာလဲ။ အမှန်တရားကိုလည်းတီးကျင်လိုက်တာအဲ့လိုပြောပြီးမက်ခိုင်ကမက်ပူအိမ်ကိုသွားပါတော့တယ်ပြီးတော့သူ့မကိုခေါ်လိုက်ပါတယ်အဲ့ချိန်မက်ပူကအထဲကနေလန့်အောင်ပါတယ်လူရှိလားဟေးအပြင်မှာတရောင်းသားတယောက်ရောက်နေရဲ့သူ့ကိုသွားပြီးတခုတ်ကိုပေးလိုက်ကြအိမ်ပေါ်မှာလာအလုံးလုံးကြလေသူ့မကအဲ့လိုစကားတွေကြားပြီးမက်ခိုင်က တော်တော်စိတ်ညစ်သွားပါတယ်ပြီးတော့အိမ်နေရာကနေပြန်ရင်ပြန်ရင်သူ့မမြေပေးနာကိုရှောက်သွားပါတယ်အဲ့နေရာမှာသူမတစ်ပင်တစ်ပင်အောက်မှာဝင်ထိုင်နေပါတယ် ိမ်ဒီကလာပညာဖြစ်ပါတယ်အဲ့အချိန်မြေထဲကလေတစည်းပေါ်လာပါတယ်ဇက်ခန့်ရေလာထိုင်သမီးငါနေကိုတရားရောက်နဲ့မိတ်ဆက်ပေးခြင်းနဲ့အဖင်ခွေကိုမြင်ပြီးမက်ခိုင်တက်တော့အံ့ဩနေပါတယ်ပြီးတော့လေပေါ်တက်ထိုင်လိုက်ပါတယ်လေကသူ့ဘာသာသွားနေရပါရှေ့ဆက်ရင်သူမဟာခင်းကျင်နေပြီးအရှိကိုရောက်သွားပါတယ်အဲ့ဒါကိုကြည့်ပြီးမက်ခိုင်ကအံ့ဩမြင်တတ်နေပါတယ်အဲ့အချိန်အပင်ကနေအတန်တတန်ထွက်လာပါတယ်ဘလို့နေလဲမက်ခိုင်ငါသမီးလေးနေကောင်းလား ပီးရဲ့စကားကိုကြားပြီးမက်ခိုင်ကအံ့ဩနေပါတယ်။နောက်ပြီးတော့သူမကနေကောင်းတယ်လို့ဖြေလိုက်ပါတယ်။ငါဟိုနေ့ကနေ့အတွက်ခင်းကျင်သည်စိန်ထည့်ပြီးပို့ပေးခဲ့တာ။ဒိုင်မစ်နေရအကုန်လုံးမပို့ပေးလိုက်တယ်။ဘာလို့ပေးလိုက်ကြလဲငါသမီး။ရှင်းဘာပြောနေရလဲ။ခင်းကျင်သည်ထဲမှာစိန်ရှိရဲ့။ကျွန်မဘာမှနားမလဲတော့ဘူး။ဟုတ်တယ်ငါသမီး။အင်းရမြစ်ထဲကတွေ့ခဲ့ခန်းကျင်တီပြအကောင်လုံးထဲမှာစိန်ရှိရဲ့ဒါပေမဲ့နင်းအကောင်လုံးမပို့ပေးလိုက်တယ်ဒီမှာကြည့်မော်တစ်ပင်ကမက်ခိုင်ကို စ်သည်မြတ်အကောင်ရှင်ပြီးတေချာပြလိုက်ပါရဲ့အဲ့အရေးကြည့်ပြီးမက်ခိုင်ဟာစိတ်အားငယ်သွားပါရဲ့အော်အဲ့လိုလားမက်ပူကအဲ့ဒါကြောင့်ဒီလောက်ချမ်းသာသွားလားဒါပေမဲ့ तू ကကျမဘာမှမပြောပြခဲ့ဘူးကျမသူ့ကိုကိုညီမအရင်လိုတတ်မှတ်ခဲ့ရပါဟုတ်တယ်ငါသမီးမက်ပူဟာအရန်လောဘကြီးရဲ့ငှက်ပါအဲ့အရာကြောင့် तू ကနင့်ကိုဘာမှမပြောပြခဲ့တာနောက်ပြီးနင့်စီရာရှိသည်မြတ်ခရမ်းကျင်တီကိုဝဲလိုက်တာငါသမီးလင်းရစိတ်ထားအရန်ကောင်းပြီလူတိုင်းပေါ်စေတနာရှိတယ် အဲ့ဒါကြောင့်ငါနဲ့ကိုခရမ်းကျင်တီတချို့ပေးမယ်အဲ့ထဲမှလည်းစိတ်နှွေရှိရင်တော့ဒါရီရောင်းပြီးနေကုတ်ကိုကိုနဲ့သူများတွေကိုကြီးပေးပါမက်ခိုင်ဟာပျော့ပျော့ကြည့်ခရမ်းကျင်တီတွေကိုတဲ့ပြီးအိမ်ပြန်လာပါတယ်အဲ့ရောက်တော့သူမခရမ်းကျင်တီတွေကိုခွဲပြီးအဲ့ထဲကစိတ်နှွေကိုထုတ်ယူလိုက်ပါတယ်စိတ်နှွေကိုရောင်းပြီးပက်ဆက်အများကြီးရလိုက်ပါတယ်သူမဟာအဲ့ပက်ဆက်တွေနဲ့စီးရဲတဲ့သူတွေကိုကိုကြီးပေးရင်ကိုဘဝကိုပျော့ပျော့လေးပဲဖြတ်တန်းပါတော့တယ်